မြန်မာထိုင်းနေဆက်ကကဘာကျော်ကြားဖြန့်လုပ်ငန်းတွေအဓိကခြေစိုက်ရာ KK ဘတ်ဟာကူတော်ပုံမှန်မဟုတ်တဲ့တိတ်ဆိတ်မှုတစ်ခုနဲ့လှုပ်ရှားနေပါတယ်။အော်တိုဘာ22ရက်နေ့ညပိုင်းကစပြီးဒီဝင်းထဲမှာအလုပ်လုပ်နေတဲ့တရုတ်နဲ့ခြားနိုင်ငံသားတွေကို PG ရဲ့တပ်ဖွဲ့ဝင်တွေကကားနဲ့အမြန်ရွှေ့ပြောင်းနေတာဖြစ်ပါတယ်။သူတို့ကိုဘယ်နေရာကိုခေါ်သွားလဲဆိုတော့ကတော့ဘယ်သူမှအတိအကျမသိကြပါဘူး။ဒီမှာအလုပ်လုပ်နေတဲ့မြန်မာအများစုကတော့ကိုယ်စီတဲ့နယ်ကိုမြရီမျိုးဘက်ကိုပြန်လဲထွက်ခွာနေကြရပါတယ်။ 旅游业是标母级的国家，江阴国，第三个人均收入的四只平方的高楼地段票价也高了。现在比起来尼罗面了，哇！啊，尼罗面了，尼罗面了，就是说，阿片草比较少点，阿个罗哎，这个把个菜，武汉周子里所开的这种菜，阿我没吃，我没吃的话的话，有的话有的话，改一个口啊，包干再考了了嘛呢？你妈呀，你讲的呀？第四个亚索因四大母影的比价高，如果你说新铺皮格来都不太雅观的吧？<laughs> <laughs> စွန့်ဝင်စားစရာကောင်းတာကစစ်တပ်ဟာဒီမတိုင်ခင်တရက်ကလည်းကီကီဘက်ကိုတစ်ခေါက်ရောက်လာခဲ့ပြီးအဲဒီတော့ကတော့စတားလင်ဆလောင်းအလုံး20တောက်ကိုဖြုတ်ပြီးတပ်ပုံရိုက်ပြီးပြန်သွားခဲ့တယ်လို့သိရပါတယ်။ဒါဟာတကယ်စီးနင်းမှုအတွက်ပြင်ဆင်တာလားဒါမှမဟုတ်နိုင်ငံတကာကိုပြသဖို့အထောက်ထားယူတာလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ဒီလှုပ်ရှားမှုတွေဟာ AFP သတင်းဌာနကစတားလင်အင်တာနက်ကိုသုံးပြီးချားဖြန့်လုပ်ငန်းတွေပြန်လည်ကြီးထွားလာနေကြောင်းဖွင့်ချရေးသားပေးပြီးတဲ့နောက်ပိုင်းအမေရိကန်အစိုးရကပြပေးတာချင်းနဲ့တိုက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းကလည်းတရုတ်ရဲ့ဖိအားကြောင့်ကြားဖြတ်နေတဲ့လုပ်ခဲ့တုံကတော့ဒီလိုလုံးလုံးရွှေပြောင်းခိုင်းတာမျိုးမရှိခဲ့ဘူးလို့သတင်းရင်းမြစ်ကပြောပါတယ်။တစ်ဖက်မှာတော့စစ်ကော်မရှင်က KG ဘတ်ဟာ KNU ရဲ့ငွေကြေးအရင်းမြစ်ဖြစ်တယ်လို့ဗါရဖြတ်နေပေမဲ့လက်တွေ့မှာတော့ဒီအေယာမစီမံကိန်းတစ်ခုလုံးဟာစစ်ကော်မရှင်နောက်ခံ BGR ကထိချုပ်မှုအောက်မှာရှိနေတယ်ဆိုတာ BGR ကောင်ဆောင်တွေကိုယ်တိုင်အင်တာဗျူးတွေမှာဝန်ခံထားပြီးသားဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းနိုင်ငံတကာက BGR ကောင်ဆောင်တွေကိုပိတ်ဆို့အရေးမှုတွေလှုံ့ဆော်ထားပါတယ်။ ။ဒါကြောင့်အခုဖြစ်စဉ်ဟာ BGN နဲ့စစ်ကောင်မရှင်ကြားတကယ်ပဲသဘောထားခွဲလွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အာဏာလုံဆော့ဘဲတစ်ခုလားဒါမှမဟုတ်နိုင်ငံတကာရဲ့ဖိအားကိုတုံ့ပြန်ရမှာလူရှင်းပြီးမှဝေဖန်ပြတဲ့ဟန်ပြပြဆက်တစ်ခုကိုအတူတူတွဲကနေကြလားဆိုတော့ကတော့အဖြေထက်မိကုန်နေပုံများနေကြဖြစ်ပါတယ်။